အသက်80ရှိတဲ့မမကနုပြိုနေဖို့အတွက်နေတိုင်းမွေသား80ပေးတာကိုအစင်းလိုက်စားတာပါ။မွေရဲ့ခန္ဓာကိုယ်ဘောကနေနုပြိုစေတဲ့ဆဲတွေကိုထုတ်ပြီးတော့သူ့ရဲ့ခန္ဓာကိုယ်လေးကိုထိုးထည့်လိုက်ပါတယ်။ဒါမှကသေးပဲနဲ့သူဟာအဲ့ဒီဆဲတွေကို1 mg ဆဲသိန်းမှုနဲ့ချမ်းသာတဲ့လူတွေကိုလည်းရောင်းချပေးတဲ့ပါတယ်။ဒါပေမဲ့လည်းမွေအကောင်1000တောင်းတော့မှ 0.01mg ပဲရရှိတာပါ။ဆယ်နှစ်ကြာကြာပြီးတဲ့နောက်မှာတော့အနီးနားကမွေတွေဟာသူ့ဖမ်းတာကြောင့်ကုန်သွားခဲ့တာဖြစ်ပြီး ဒါကြောင့်မို့လို့ပဲသူဟာကလေးမလေးတယောက်ကိုဖမ်းလာပြီးတော့ဇပုံအုံမွေတကောင်ရဲ့ဗီဇကိုဆေးထိုးပေးလိုက်ပါတော့တယ်။ဆဲတွေကိုပို့ပြီးတော့ထုံနေမှုတဲ့ကောင်မလေးကိုဆေးထိုးပေးတာဆိုပေမဲ့ကောင်မလေးကဗီဇပြောင်းပြီးတော့ခန္ဓာကိုယ်အောက်ပိုင်းကဇပုံအုံမွေလိုပဲဖြစ်သွားခဲ့ပြီးတော့ထွက်ပြေးသွားပါတယ်။အဲဒီနေ့အတော်တင်းမှာပဲမမဟာလူတွေကိုလိုက်ပြီးတော့ဖမ်းခိုင်းပေမဲ့ကလေးမလေးကိုတော့မတွေ့ခဲ့ရပါဘူး။တာမော်ကနေကောင်လေးတယောက်ကိုကယ်လာခဲ့တာဖြစ်ပြီးတော့ကောင်လေးကိုစားသောက်မှုတဲ့အသက်ကြီးတဲ့အထိပြုစုလိုက်ရပါတယ်။ကောင်လေးအသက်ကြီးလာတဲ့အခါမှာအရေးပါတဲ့လက်အောက်ငယ်သားတယောက်ဖြစ်သွားခဲ့ပြီး နေကလျက်ပြက်တွေမှာကြီးလာတယ်လို့ပဲနော်တဲ့အသက်ဆိုတာကင်းကနန်တစ်ခုပဲဖြစ်တဲ့အကြောင်းကိုနေမှတ်ထားတဲ့ငါ့ကိုအသက်ကြီးလို့ညွန်ညင်သွားပြီလားလို့ပြောပါတယ်မဖြစ်နိုင်ပါဘူးမမဟာလွန်ခဲ့တဲ့နှစ်ပေါင်း20တုန်းကနဲ့အတူတူပါပဲအရန်ကိုချောပါတယ်တဲ့မမကကောင်လေးကိုသူ့ရဲ့လိမ်မိုးကိစ္စခဏခဏဖြည့်ရှင်းခိုင်းခဲ့ပြီးဒါပေမဲ့ကောင်လေးကဖြည့်ရှင်းပြီးတဲ့မှာမခံစားနိုင်တာကြောင့်ခိုးခိုးပြီးတော့အန်နေရပါတယ်ဒေါသထွက်ပြီးမလဲဘာမှပြန်မလို့ရဲသလိုဒီနေ့မှတော့သူတို့ရဟာတောင်ပေါ်မှာအရွယ်ရောက်လာတဲ့မွေးမာလေးကိုတွေ့သွားခဲ့ပါတယ် အလုံးရဲ့စူးစမ်းမှုတွေအောက်မှာမွေးမွားလေးကိုအောင်မြင်စွာနဲ့ဖမ်းနိုင်ခဲ့ပြီးပြီးတော့ဂူထဲမှာရှိတဲ့ထောင်ထဲမှာပိတ်ထားလိုက်ပါတော့တယ်။မွေးမွားလေးရဲ့တွေ့ကိုထုတ်ပြီးတော့ဆရာဝန်ဆေးကြည့်တဲ့အခါမှာတော့မမအရင်ကတွင်လာတဲ့ဆဲတွေဟာမွေပေါင်းတထောင်မှမှ၃၁၃၁၁မီလီပဲရနိုင်တာဖြစ်ပြီးအခုအခါမှာတော့သူ့ရဲ့သွေးနဲ့ရိုးရင်းခြေတွေနည်းနည်းလေးနဲ့တင်ကို100မီလီဂရမ်ရရှိနိုင်ပြီပဲဖြစ်ပါတယ်။ထာဝရနုပြဖို့ကတော့အိမ်မက်တစ်ခုတည်းမဟုတ်တော့ဘဲနဲ့တထေးမောက်တွေအများကြီးလေးပြည့်စည်ယူဖို့အတွက်စောင့်နေကြပြီဖြစ်ပါတယ်။ တက်ခွဲကဲ system ကမူမမှန်တဲ့အခါမှာတော့မမဟာ CCTV ကိုအမြန်ဆုံးဖွင့်ကြည့်ပါတယ်။မွေးမာလေးပျောက်သွားတာကိုသူတို့တွေတွေ့လိုက်ပါတယ်။သူကတမင်သက်သက်အဖမ်းခံတာနေမှာတဲ့။အဲ့တော့သူ့ရဲ့တပည့်တွေကိုတွားပြီးတော့ဖမ်းခံလိုက်ပါတယ်။သူတော်မ CCTV အခန်းထဲကနေမထွက်ရသေးခင်မှာမွေးမာလေးကရောက်လာခဲ့ပြီးတော့လက်စားချိန်မှန်အရန်ကိုမှတည်တာနေပါတယ်။မွေးမာလေးကသူ့ကိုလွင့်ထွက်သွားအောင်လို့ရိုက်ထည့်လိုက်ပါတယ်။ပြီးလို့ရှင်မွေးလေးတွေထားတဲ့အခန်းထဲကိုဆွဲခေါ်သွားခဲ့ပြီးမွေးတွေအများကြီးလာခဲ့အောင်ရေကန်လေးကိုတခါလေးပဲပြစ်ထည့်လိုက်ပါတယ်။ ကန်ကောင်းနာတခုကတော့အခုချိန်မှာကောင်းလေးရောက်လာခဲ့ပြီးတော့မွေမာလေးထွက်ပြေးသွားအောင်မောင်းထုတ်လိုက်တာပါမမကဂုံးပေါ်တက်ဖို့ကြိုးစားနေပြီးတော့သူ့ကိုဆေးပေးဖို့အတွက်အကူအညီတောင်းပါတယ်ဒါပေမဲ့ကောင်းလေးကဆေးကိုပြစ်ချလိုက်ပါတယ်မမသွားပြီးတော့ကောင်းမဲ့အချိန်မှာကောင်းလေးဟာသူ့ရဲ့လက်ဖွားကိုတနက်နဲ့ပြစ်လိုက်ပါတယ်ကောင်းလေးတိတက်လာကလေးကမမကိုအရင်မုန်းနေတာဖြစ်ပြီးလူကိုလူသက်သမားဖြစ်အောင်လှုပ်လို့အရင်မုန်းပါတယ်မမရဲ့လိမ်မိုးကိစ္စကိုဖြေရှင်းခိုင်းလို့အရင်မုန်းပါတယ်အဲ့ဒီကြောင့်ဒီကိုတွေးမိတဲ့အချိန်မှာတော့ကောင်းလေးဟာ သူ့ကိုတခါနဲ့တပ်ပြစ်လိုက်ပါတယ်။ပြီးတော့ထောင်ချောက်ကိုသုံးပြီးတော့မွေမာလေးကိုလည်းဖမ်းထားလိုက်ပြီးထောင်ကိုလည်းလျှက်စင်းနဲ့ချိန်ထားလိုက်ပါတော့တယ်။မွေမာလေးကိုအုံချပြီးတော့စီးပွားရေးလုံးမလို့ပဲမွေမာလေးဟာပေါက်ခဲပြီးတော့ထောင်လေးပြက်စီးသွားအောင်ဆွဲပြုတ်လိုက်ပါတော့တယ်။ပြီးလို့ရှိရင်ကောင်လေးကိုဖမ်းပြီးတော့သူ့ရဲ့အမီးနဲ့အယိုးကျိုးတော့အောင်ညှစ်ပေးလိုက်ပါတော့တယ်။အဲလိုနဲ့နောက်ဆုံးမှာတော့မရဏတကားစီကိုရောက်တော့အောင်တခါနဲ့ပဲခလင့်ပြစ်လိုက်ပါတော့တယ်။